အန်တာတိကတိုက်ရဲ့လေးလိုက်စခန်းတစ်ခုထဲမှာရှက်ကီထုရင်ညိနေတဲ့ကြော်ရီတယောက်ရဟယင်တန်တွေကြောင့်အပြင်ကိုထွက်ကြည့်ပါရယ်သူ့လိုပဲတစခန်းလုံးနဲ့အပြင်ထွက်လာကြပါရယ်သူတို့လည်းရဟယင်ကိုကြည့်ပြီးဘာတွေလုပ်နေလဲဆိုတာအဖြေထုတ်မရဖြစ်နေပါရယ်သိတာတစ်ခုကတော့အဲ့ဒါကနော်ဝေးစခန်းကရဟယင်ကြီးပါဒီလိုနဲ့အဲ့ဒီရဟယင်ကြီးကနှင်းတော်တွေကပြေးနေတဲ့ခွေးတွေကောင်ကိုတနက်နဲ့လိုက်ပစ်နေပါရယ်ခွေးလေးကကြော်ရီတို့စခန်းဘက်ကိုပြေးသွားပါရယ်စခန်းထဲကလူတွေကလည်းအခြေအနေကိုထွက်ကြည့်ပါရယ်ရဟယင်ပေါ်ပါလာတဲ့သူကသူ့ရဟယင်ကိုသူဖောက်ခွဲမိလိုက်ပါရယ် အဲ့ဒီနောက်ခွေးလေးကစခန်းထဲကဇော်ယူကိုရှာနေတက်ရက်နေတော့ရဟယင်မောပါလာတဲ့ဘဲကနော်ဝေးစကားတွေပြောပြီးတနက်နဲ့ပြစ်လိုက်တော့ကိုပြောင်းရင်းပေါအောင်မှန်သွားပါတယ်အဲ့ဒီမှာပဲစခန်းထဲကဥကောင်းဖြူကနော်ဝေးဘဲကြီးကိုတနက်နဲ့လမ်းပြစ်တက်လိုက်ပါတယ်ဒီလိုနဲ့အခြေအနေတွေကငြိမ်သက်သွားပြီးနောက်စခန်းထဲကလူတွေကရဟယင်အပြတ်ထဲကိုသွားစုံစမ်းကြပါတယ်ကိုတုတ်ကြီးကတော့ခွေးလေးကိုချော့မြူနေပါတယ်အဲ့ဒီနောက်ဦးသိပ်ပန်ကြီးကတနက်မှန်ထားတဲ့ကိုပြောင်းကြီးကိုတန်းရည်ချုပ်ပေးနေပါတယ်ဆက်သွယ်ရေးခန်းထဲမှာတော့ကြော်ကြီးကညနေကကိစ္စကိုအစီရင်ခံမှုဌာနတွေကိုလမ်းဆက်သွယ်ပေမဲ့ဘလုံးမဆက်သွယ်မရဖြစ်နေပါတယ် အဲ့ဒီချိန်ဦးသိပ်ပံကလာပွားနေလို့စကားတွေထများကြပါတယ်။သူတို့တွေဘယ်ကူမှဆက်သွယ်မရတာနှစ်ပတ်ကျော်ခဲ့ပါပြီ။ဒီလိုနဲ့ဦးသိပ်ပံတို့ကနော်ဝေးသားအလောင်းကိုခွဲစိတ်နေကြပါတယ်။သူတို့ကတော့နော်ဝေးသားဟာယူနေတယ်လို့ယူဆထားကြတာပါ။ပြက်သွားတဲ့ရဟယင်ကြီးစီကနေရေနံဘုံတွေအများကြီးတွေ့လိုက်ပါတယ်။အဲ့ဒီနောက်သူတို့တွေကနော်ဝေးသားရဲ့စကန်းကိုရှာဖို့ထွက်လာကြပါတယ်။ခွေးလေးကတော့လူတစ်ယောက်ရဲ့အခန်းထဲကိုဝင်သွားပြီးဘာတွေဆက်ဖြစ်တယ်ဆိုတာသိရဖို့ဆက်ကြည့်ကြရအောင်ပါ။နော်ဝေးစကန်းကိုသွားတဲ့အဖွဲကရုပ်ပြက်နေတဲ့ရုပ်အလောင်းရဲ့ တတဝါတစ်ခုခုကိုတူးဖော်ထားတဲ့အရာတစ်ခုရဲ့ဘာမှမသိတဲ့တတဝါတစ်ခုရဲ့ရုပ်ကျင်းရဲ့ကိုတွေ့ပြီးရုပ်ကျင်းကြီးကိုစကန်တိုက်ချလာကြပါတယ်။စကန်ရောက်တော့အော်ဂလီဆန်စီယာအယိုးစားတွေအသားအစားတွေနဲ့ရုပ်ကျင်းကြီးကြောင့်အကုန်လုံးအံ့ဩနေပါတယ်။ဆက်သွေးကန်ထဲမှာငိုက်နေတဲ့ကြော်ယူကိုတော့ဥကောင်းဖြူလာကောပါတယ်။အဲဒီနောက်နော်ဝေးသားအလောင်းကိုခွဲစိတ်ကြည့်ကြတော့ဆေးတုံးတာအရက်တောက်တာဘာတစ်ခုမှမတွေ့ကြပါဘူးအဲဒီနောက်မှာဖဲကစားနေတဲ့ကိုပြောင်ကြီးအားဇော်ယူကိုခွေးလောင်ရင်းနဲ့တော့ထိတ်ဖို့တော့တိန်ခိုင်းပါတယ် အဲဒီနောက်ခွေးဟာလောင်ရင်ထဲမှာတဖြည်းဖြည်းအသွင်ပြောင်းလာပြီးတတော်ဝါတစ်ခုကသူ့ကိုယ်ရေကထွက်လာဖို့ကြိုးစားနေပါတယ်ခွေးတွေကလည်းလမ်းဖြတ်ပြီးထွက်ပြေးဖို့ကြိုးစားပါတယ်အဲဒီနောက်ဇော်ကြီးကအတန်နေကြောင်လောင်ရင်ဖက်ကိုလာကြည့်တော့ခွေးတွေထွက်ပြေးကုန်ပြီးဘာမှမသိတဲ့တတော်ဝါတစ်ခုကိုတွေ့လို့လန့်သွားပါတယ်အဖော်တွေခေါ်လာပြီးတတော်ဝါကြီးကိုမီးရှို့ပစ်လိုက်ကြပါတယ်တတော်ဝါကြီးတိတ်သွားပြီးတော့သူတို့တွေဟာတတော်ဝါကြီးကိုခွဲစိတ်ကြည့်ကြပါတယ်ဦးသိပ်ပံပြောတာကတော့ဒီတတော်ဟာခွေးလေးကိုယ်ရေဝင်ကခွေးကိုထိန်းချုပ်ပြီးခွေးသွင်ပြောင်းနေတာလို့ရှင်းပြပါတယ် အဲ့ဒီနောက်ခွေးတွေကိုကာဝဇေးလိုက်ထိုးပင်းဦးသိပ်ပံကဇော်ကြီးကိုတန်တဲ့အမျက်လုံးနဲ့ချီကမင်းနဲ့ဒီခွေးလေးနဲ့ဘလောက်ကြာအောင်ရှိခဲ့လဲလို့မေးပါတယ်ဇော်ကြီးကလည်းတနိုင်နီးပါးကြာရဲ့လို့ပြောပါတယ်ဦးသိပ်ပံကတော့ဒါကိုသိတဲ့ဘောမချပုံပါပဲပြီးတော့သူတို့ဖွဲ့ဟာနော်ဝေးစခန်းကမလာတဲ့ဗီဒီယိုမှတ်တမ်းတွေကြည့်နေကြပါတယ်ဗီဒီယိုထဲမှာတော့နော်ဝေးသားတွေဟာရေခဲမြအောက်ကအရာကြီးကိုတူးထုတ်နေတာမှတ်တမ်းတင်ထားပါတယ်အဲ့ဒီနောက်သူတို့တွေနော်ဝေးသားတွေရဲ့စခန်းကိုသွားကြတယ်နော်ဝေးစခန်းနဲ့ကျွန်းအနေကြီးတစ်ခုတွေ့တော့သူတို့တွေလိလာပြီးပြန်ခဲ့ကြပါတယ် ဂျော်ယီကတော့ဒီအရာတွေဟာလွန်ခဲ့တဲ့နှစ်ထောင်ချီကတက်ရှိတစ်ခုဖြစ်နိုင်ပြီးနော်ဝေးသားတွေပြန်လဲတူးထုတ်ပြီးနောက်အခဲအီပြော်ကပြန်လဲအသက်ဝင်လာတယ်လို့ယူဆထားပါတယ်။ဦးသိပ်ပံကတော့ခွေးတကောင်ကိုထိုတက်ရှိရဲ့ဆဲအများဝါးမျိုးသွားပုံကိုလေ့လာနေပါတယ်။အဲဒီနောက်သူတစုံတစ်ခုကိုနားလဲသွားပြီးထိတ်လန့်သွားကအန်ဇွဲတွေကခြောက်လုံးပြူကိုဆွဲထုတ်လိုက်ပါတယ်။တစ်ဖက်မှာဂျော်ယီတို့အုပ်စုကအခန်းပြန်ပြီးအနာယူဖို့အထုပ်ပိုးတွေပြင်ဆင်နေကြတယ်။ ကိုကျော်ကြီးအားထိုတက်ရှိရဲ့ရုပ်ကျွင်းကိုမီးရှို့လိုက်ခြင်းပေမဲ့ကိုပြောင်ကြီးကတော့ရာစုနှစ်တခုရဲ့အကြီးကျယ်ဆုံးရှာဖွေတွေ့ရှိမှုကိုမီးမရှို့သင့်ဘူးလို့ပြောပါရယ်။သူတို့မသိတာကထိုရုပ်ကျွင်းစီကနေတက်ရှိအရာတခုဟာတဖြည်းဖြည်းထွက်ခွာသွားတယ်ဆိုတာပါပဲ။အဲ့ဒီနောက်ကျော်ကြီးနဲ့ပြောင်ကြီးတို့ကဦးသိပ်ပံအခန်းထဲကထွက်မလာတာကြာပြီလို့ပြောနေပါရယ်။ကျော်ကြီးကတော့ဦးသိပ်ပံယူနေတယ်လို့ပြောပါရယ်။စော်ကြီးတယောက်သူ့အခန်းထဲမှာထိုသတော်ဝါရဲ့ဝါမျိုးချင်းကိုခံနေရတာသူကိုယ်တိုင်သိတော့အပြင်ကိုပြေးထွက်လာပြီးဓာတ်စီပုံးကိုမှောက်ချပြီးကိုယ့်ကိုယ်ကိုဓာတ်စီလောင်းနေပါတယ် ကျော်ကြီးတို့ကတိသွားတော့အနောက်ကပြေးလိုက်ပြီးမီးရှို့လိုက်ကြပါတယ်။ဦးကောင်းဖြူကတော့သူ့ရဲ့တငယ်ချင်းကိုဘာလို့မီးရှို့ရလဲလို့ကျော်ယူအပြစ်တင်နေပါတယ်။ကျော်ကြီးကထိုတက်ရှိဟာကိုစော်ကြီးရဲ့ကိုရဲကိုဝင်ပြီးဆဲရီကိုဝါမျိုးကစော်ကြီးရဲ့ပုံစံသူတတော်တစ်ခုဖြစ်အောင်ဝါမျိုးနေရဆိုတာရှင်းပြပါတယ်။စော်ကြီးအလောင်းကိုမြင်မြုပ်ပြီးနောက်ကျော်ကြီးတို့မြင်လိုက်ရတာကရဟတ်ရင်ဘောကပြေးဆင်းသွားတဲ့မတင်ကားစရာလူတယောက်။သူရဟတ်ရင်ကိုစစ်ကြည့်လိုက်တော့ရဟတ်ရင်ဆက်ပစ္စည်းတွေအကုန်လုံးဖျက်ဆီးခံထားရတာကိုတွေ့လိုက်ပါတယ်။ အဲဒီနောက်သူလည်းထိုလူနောက်ကိုပြေးလိုက်လိုက်ရင်ဦးသိပံအခန်းဘောမှာကုန်းကုန်းကွက်ကွက်နဲ့တငယ်ချင်းအုပ်စုကိုတွေ့လိုက်ရတယ်။တငယ်ချင်းတွေကသူ့ကိုဆက်မသွားဘူးဝိုင်းဆွဲကြတယ်။ဘာလို့လဲဆိုတော့ဦးသိပံကသူ့အခန်းနားလာလို့မှန်သမျှကိုတနက်နဲ့ပြစ်ထုတ်နေလို့ပါ။ပြီးတော့သူ့အခန်းထဲကဆက်ပစ္စည်းတွေအကုန်လုံးကိုလည်းပစိမ့်နဲ့ပောက်ခွဲနေပါတယ်။ဗဇက်ကနေလည်းဘယ်ခွေးမှနှင်းတော်တွေကနေမိုင်းထောင်ချီပြီးဖျက်ပြေးကအသက်ရှင်မနေဘူးဆိုပြီးရေရွတ်ပါတယ်။ပြီးတော့သူတို့တွေကငါတို့ကိုပုံတူကူးချင်နေကြတာဆိုပြီးပြောနေပါတယ်။အဲဒီမတိုင်ခင်မှာပဲဦးသိပံကရဟတ်ရင်ရောကာရောခွေးရောအကုန်လုံးကိုတက်ဖြတ်ဖြက်စီးပြလိုက်ပါပြီ။ ီးတော့သူ့အခမ်းအနားလာသူမှန်သမျှကိုလည်းတနက်နဲ့လိုက်ပစ်ပါတယ်။ကျော်ဂျီရိုကဦးသိပ်ပံကိုဝိုင်းချုပ်ပြီးစေတလုံးထိုးပေးလိုက်ပြီးနောက်အခမ်းအနားထဲမှာချုပ်နှောင်ထားပါတယ်။ဦးသိပ်ပံကငါဘယ်သူ့ကိုမှမယုံကြည်တော့ဘူးလို့ပြောတဲ့အခါကျော်ဂျီကဖျားသခင်ကိုတော့ယုံကြည်လိုက်ပါဆိုပြီးထွက်သွားပါတယ်။သူတို့တွေထဲကလူတယောက်ကိုပုံသူကူးခံနိုင်ရတာသိရှိနိုင်ရင်စစ်ဆေးဖို့သူတို့တွေသွေးလောင်ထားတဲ့အခမ်းကိုတွားကြည့်ကြပါတယ်။အဲ့ဒီမှာသွေးအိတ်တွေကပေါက်ခွဲခံရတာကိုတွေ့ရပြီးတေခန်ရှာတော့မလုံမလဲဖြစ်နေတဲ့ကိုစုတ်ဖွားကထွက်ပြေးပါတယ်။သူတို့လည်းတန်တရားဖြစ်တော့ကိုစုတ်ဖွားနောက်ကိုလိုက်ပြီးဥကောင်းဖြူကပြစ်တတ်ဖို့လုပ်ပါတယ်။ ဲဒီနောက်တခြားလူတွေကဝမ်းချောက်ကဦးကောင်းဖြူကလည်းစိတ်ရှည်တဲ့လူကိုတနက်ပေးကင်ထားပြီးသူကတနက်မကင်တော့ဘူးလို့ပြောသွားတယ်။ကျော်ကြီးကတနက်ကိုယူလိုက်ပြီးအားလုံးကိုသူ့ရဲ့ဦးဆောင်မှုနောက်ကိုလိုက်ခိုင်းပါတယ်။အဲဒီနောက်ကျော်ကြီးကနောက်6နာရီကျရင်မုံတိုင်းလာတော့မှမို့ဘသူကပုံသူပွားခံထားရလဲဆိုတာသိအောင်လုပ်ရမယ်လို့ပြောပါတယ်။ပြီးတော့ကျော်ကြီးကအခန်းထဲမှာသူတို့စခန်းထဲကြုံတွေ့နေရတဲ့အကြောင်းတွေနောက်လူတွေသိနိုင်ဖို့မှတ်တမ်းတင်အတန်းသွင်းနေပါတယ်။စခန်းထဲမှာမီးပြတ်သွားပြီးကိုမိုးစိတ်ပြောက်နေလို့ကျော်ကြီးတို့လူစုခွဲကရှာကြပါတယ်။ အဲဒီနောက်နှင်းတော်ထဲမှာကိုကိုကိုတက်စီလောင်းမီးရှို့ထားတဲ့ကိုမိုးစိတ်အလောင်းကိုတွေ့လိုက်ရတယ်။တကယ်တော့ကိုမိုးစိတ်ဟာသူ့ကိုကပ်ပါးကောင်ဝင်စီးနေတာသိလို့သူများကိုဒုက္ခမပေးဘဲဆူဆိုက်သွားတာပါ။အဲဒီနောက်တစ်ဖက်အဆောက်အဦကသူတို့မီးပိတ်ထားတဲ့အခန်းလေးဟာမီးပွင့်နေလို့သွားစစ်ဆေးကြပါရတယ်။စခန်းထဲကျန်နေတဲ့လူတွေကလည်းအပြင်ကလူတွေကြိုင်နေလို့ထိတ်လန့်ကတကားရဲအသေးပိတ်ဖို့လုပ်ကြပါရတယ်။အဲဒီအချိန်မှာကိုဖြူဖွေးကအပြင်ကနေပြေးဝင်လာပါရတယ်။ကိုဖြူဖွေးကတော့ကျော်ယူကိုတန်ရရှိနေကြောင်းပြောပါရတယ်။စခန်းနောက်ဖေပေါက်ကိုတွားဖွင့်မှုလို့တော့ကျော်ကြီးကအခန်းထဲကိုရောက်နေနေပြီးသူ့နာကန့်ရင်ဒိုင်နမိုက်ကိုဖောက်ခွဲပြစ်မယ်ဆိုကချင်းချောက်ပါတယ် ီးတော့သူ့ရှေ့မှာအကောင်လုံးကိုစူးစီးထိုင်နေဖို့အမိန်ပေးတဲ့အခါကိုတုတ်ကြီးတယောက်တတိလက်သွားပါတယ်သူတို့တွေကိုတုတ်ကြီးကိုခွဲစိတ်ကြည့်ကြတဲ့အခါသူ့ရဲ့ခန္ဓာကိုယ်ရဲ့တက်ရှိရာဖောက်ထွက်လာပြီးသူတို့တွေကလည်းဝိုင်းပြီးမီးရှို့ကြပါတယ်အဲ့အချိန်မှာကိုတုတ်ကြီးရဲ့ခေါင်းကပြုတ်ထွက်သွားပါတယ်ပြီးတော့ကိုတုတ်ကြီးရဲ့ခေါင်းကလည်းပင့်ကိုတကောင်လိုခြေတံလက်တံတွေထွက်လာပါတယ်သူတို့ကလည်းခေါင်းကြီးကိုမီးရှို့လိုက်ကြပါတယ်အဲ့နောက်ကျော်ကြီးကအကောင်လုံးကိုအခန်းထဲထည့်ပိတ်ပြီးကျိုးနဲ့တုတ်ကသူ့မျက်ရှိရှိမှာစောင့်ကြည့်ပါတယ် ကြော်ယူကဖြူဖွေးကိုတန်တရားဖြစ်နေပြီးပြစ်တတ်မဲ့အချိန်သူ့ပေါ်လာတယောက်ကအနောက်ကနေခုံးလို့အဲ့ဘဲကိုပဲပြစ်တတ်လိုက်ရပါတယ်။အဲ့နောက်သူတို့တွေအကုန်လုံးစုပြီးပူးခန့်နေရတဲ့လူကိုတိနိုင်ဖို့သွေးနဲ့နဲ့စီဖောက်ယူလိုက်ကြပါတယ်။သွေးတွေကိုကြိုးစားမှတုတ်ပြီးအပူခန့်ကြည့်ပါတယ်။တကယ်လို့သွေးကိုကြိုးမှတုတ်ပြီးမီးရှို့ကြည့်တဲ့အခါပခံမဲနိုင်ဖြစ်ပြီးပူနေတဲ့သွေးပန်ရှင်ကဘူးကတ်ခံထားရသူဖြစ်ပါတယ်။အဲ့ချိန်မှာတရားခံပေါ်လာပါတယ်။ဥကောက်ပြူဘေးမှာကြိုးတုတ်ခံထားရတဲ့သူကတဖြည်းဖြည်းပေါက်ထွက်လာကတိုက်ခိုက်ဖို့လုပ်ပါတယ်။ကြော်ယူတို့ကလည်းမီးနဲ့ရှို့ပြလိုက်ကြပါတယ်။ ထိုသူကအပြင်ဘက်ကိုပြေးထွက်သွားပြီးနှင်းတော်ထဲမှာပဲသေဆုံးသွားပါတယ်။အထက်ကိုပြန်လာတဲ့အခါမှာလည်းနောက်တယောက်ကအပူကခံနေရလို့ကျော်ကြီးကမြန်မြန်လာပြီးမီးရှို့ပေးရပါတယ်။ဂျီရိုနဲ့ကြံနေတဲ့သူတွေရဲ့သွေးတွေကိုစစ်ဆေးပါတယ်။နောက်တော့သူတို့ကဥသိပ်ပံကိုတွားလွတ်ပေးဖို့လုပ်ပါတယ်။ဖြူဖွေးကိုတော့သူတို့မပါပဲဥသိပ်ပံပဲလာရင်တပ်ပစ်ဖို့မှာကြားခဲ့ပါတယ်။ဥသိပ်ပံခံတဲ့ကတော့တကားကြီးပွတ်မီသူမရှိပါဘူး။သူတွေကလည်းချမ်းမြင့်ကိုခွာပြီးအောက်ဆင်ကြီးတော့မြောက်ခန်းထဲမှာရဟတ်ရင်ကိုတစားစီဖြုတ်ပြီးပြန်နေမုံမန်ထားတဲ့ရင်းမြန်တစည်းကိုတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့သူတို့ရဲ့ music တွေကိုဖောက်ခွဲခံလိုက်ရပြီးထိုတော်ဝါကသူ့ကိုယ်သူအေးခဲအောင်ကြံစီနေတာကြုံလိုက်ရပါတယ်။အဲ့ဒါမှထိုတော်ဝါကအသက်ရှင်နေမှာပါ။သူတို့တွေကလည်းအဲ့ဒါကိုစန့်ကျင်ဖို့စခန်းတွေကိုမီးလိုက်ရှို့ပြီးအပူဓာတ်များအောင်လုပ်ပါတယ်။စခန်းအောက်တဲကိုဆင်းရှာနေတဲ့ဥကောင်းဖြူကတော့ဦးသိပ်ပံရတိုက်ခိုက်တာကိုခံလိုက်ရပြီးသူ့ရဲ့လောင်းဆွဲထုတ်သွားတာကိုကိုဖြူဘွေးကတွေ့လိုက်ရပါတယ်။ဒီလိုနဲ့သူလည်းသွားစစ်ဆေးကြည့်ပါတယ်။ကျော်ကြီးဟာဒိုင်နမိုက်နဲ့မြေအောက်ခံတစ်ခုလုံးကိုဖောက်ခွဲဖို့ကြံစီနေတဲ့အချိန်မြေကြီးအောက်ထဲကတက်ရှိတကောင်ထလာပြီးတိုက်ခိုက်တာကိုခံရပါတယ်။ကျော်ကြီးကလည်းမရရအောင်ဖောက်ခွဲပြစ်လိုက်နိုင်ပါတယ်။ ဒီရိုနဲ့စကန်တစ်ခုလုံးဟာကြော်ကြီးရဲ့ဖြူဖွေးရဲ့မီးလောင်ပြင်းကြီးရဲ့ပဲကြာမာတော့တယ်။သူတို့နှစ်ယောက်လည်းအရန်ပင်ပန်းလုံးနေတာကြောင့်မီးလောင်ပြင်းကြီးနှစ်ဘေးမှာပဲအိတ်ဆက်အနားယူပြီးဇလန်လေးဟာလည်းပြီးဆုံးသွားပါတော့တယ်။